ြေသေးဥတယ်မြေသေးဥဆိုတော့ဒီတော့ကြားလည်းမကြဘူးမြေသေးဥဆိုတော့ဘလို့ဟာမှန်းလည်းမသိဘူးပေါ့ဗျာတဘာဝမကြတော့ပြောတယ်မြေသေးဥဆိုတော့ဘလို့အရာကြီးကိုစားရတဲ့အရာလားဘာလို့ပန်ရတဲ့ပန်းပုံစံမျိုးလားပေါ့ဗျာလေဒီလိုပေါ်တရော့အလုပ်ကိုဒီလိုဘယ်ကလုံးမလားဗျာရှင်းစမ်းကြည့်တကယ်လို့ဖះလားအဲ့ဒီပေါ်တရော့အလုပ်တွေကိုလောက်တယ်ဆိုရင်ရှင်မြတ်တို့ဒီလိုကိုယ်ကိုယ်စားတော့ဘာကြောင့်မှမရှိဘူးအားလုံးပဲမင်္ဂလာပါသူတို့ဒီကနေ့မှာတော့ဖက်စစ်စစ်တပ်မရင်းတပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်ရုရှားမှာဒီတော့မကြွမင်းဆိုတဲ့ကိစ္စနဲ့ ဘတ်သက်ပြီးတော့ပေါ့နော်ဦးဇင်းတို့ပူတင်ကိုဂျင်းသွားထဲတာတွေအွန်လိုင်းပေါ်မှာပြန့်နှံ့နေတာအလုံးလဲအသိပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာ3သိန်းကျော်လောက်ရှိတဲ့ရဟန်းတန်ဃာတွေကတခွန်းတဘာရမှဒါကိုထောက်ပြခြင်းဝေဖန်ခြင်းမရှိဘူးသာသနာမှာအတဝင်းအရှိဆုံးလို့သူကိုယ်တို့ကိုသူတို့ခံယူထားတဲ့နိုင်ငံတော်တန်ဃာမဟာနာယကလို့ခေါ်တဲ့မဟာနာတွေကလည်းဒါကိုတခွန်းတော်လေးမှာထောက်ပြောတာတွေမရှိဘူးနောက် အမျိုးဘာသာသာသနာကိုစောင့်ထင်းရမယ်ကာကွယ်ရမယ်ငါတို့အယုစီယိုထုတ်ပြီးကာသင့်ရင်လည်းကာရမယ်လို့အတန်ကောင်းဟေ့ကြွေးကြော်နေကြတဲ့မဘာတဖုန်ကြီးတွေကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမားကြီးကိုအမားကြီးမတိရက်နဲ့ဝင်ရောက်ပြီးတော့ထောက်ပြဝေဖန်ပြဲ့ပြင်တာလဲမတွေ့ရပါဘူးဒါကြောင့်ဦးဇနုဒီကနေ့မှာတော့ဆရာတော်ဥက္ကဋ္ဌဒါရမှော်ပြနေတဲ့အတူဒီအရေးနဲ့ပတ်သက်ပြီးတော့မှစင်တွေတင်ပြပေးသွားမှာပဲဖြစ်ပါတယ် စဉ်းနွေးချက်ဒုတိယပိုင်းကိုအခုလို့တင်ဆက်ထားတာပဲဖြစ်ပါတယ်ဗုဒ္ဓရဲ့ဟိုပိဋကတ်တော်တွေကိုအသုံးချတယ်ဗျာဒါတော့မှကြွယ်မင်းဆိုတာဗုဒ္ဓကနေမှဟောကြားဟောကြားခဲ့တဲ့ပုံစံမျိုးလေဟိုဗုဒ္ဓရဲ့ဟိုဟိုအခုဟာတတိတွေလှူလို့မဟုတ်ဟုတ်လားဘာမြေစီဥ်တယ်မြေစီဥ်ဆိုတော့ဒီကကြားလည်းမကြားဘူးမြေစီဥ်ဆိုတော့ဘယ်လိုဟာမှန်းလည်းမသိဘူးပေါ့ဗျာတဘာဝမကြတော့ပြောတယ်မြေစီဥ်ဆိုတော့ဘယ်လိုအရာကြီးကိုစားရတဲ့အရာလားဘာလို့ပန်ရတဲ့ပန်းပုံစံမျိုးလားပေါ့ထားပါတော့အဲ့လိုမျိုးဟာမျိုးတွေကိုဟိုဘာသာရေးတွေနှွယ်ထားတဲ့ တဘာဝမကြတဲ့ဗုဒ္ဓရဲ့အသေးဘောတော့ဗုဒ္ဓရဲ့ဓမ္မတွေကိုပေါ့နော်အသေးပြည့်စည်တဲ့အကြောင်းအရာတွေနဲ့ကဘာကိုသိအောင်ပေါ့နော်ဟိုဓာကြီးကိုလင်းလေလှည့်ပြားတဲ့ပုံစံမျိုးကြီးနဲ့ဆိုတော့ဒီလိုဗုဒ္ဓဘာသာတိခါကြတာကိုဗုဒ္ဓဘာသာတိခါကြမှုအပေါ်မှာဗုဒ္ဓဘာသာမှာတာဝန်အမြင့်ဆုံးလို့ယူထားတဲ့မဟာနာတွေပေါ့နော်သူတို့နှုတ်ပိတ်နေတာဟာတပြို့ဟိုအနေနဲ့ကတော့ဒါအဆင်မပြေဘူးပေါ့နော်ဆယ်တော့အမြင်နေမိမအောင်ဗျာအဲ့ဒါအမှန်ပဲဗျာတပြို့ကိုရှင်းပြလို့ရှင်း ဒီလိုဖះရလဲဒါဆရာတော်တိပိတာဖះရလဲဒီလိုပေါ်တရော့အလုပ်ကိုဒီလိုဖះရလုံးမလားဖះရရှင်းစမ်းကြည့်တကယ်လို့ဖះရလားအဲ့ဒီပေါ်တရော့အလုပ်တွေကိုလုတ်တယ်ဆိုရင်ရှင်မြတ်တို့ဒီလိုကိုယ်ကိုယ်ဆိုင်တော့ဘာကြောင်းမှမရှိဘူးမှန်ပါဒီလိုဖះရလုတ်ခဲ့တာ ပွင့်ခဲ့တာဓမ္မအစ်အမှန်တရားတွေတိဖို့ဒီလိုပေါ်တရော့အလုပ်တွေကိုပြောလည်းပြောမှာမဟုတ်ဘူးဗျမလုတ်ကတော့ ပြောမှာမဟုတ်ဘူးပြောမှာပြောတာဗျာဖေကမြတ်ဗုဒ္ဓရဲ့စကားတခွန်းကရှင်မြတ်သိတဲ့အတိုင်းပဲ तू အမှန်တရားမပြောခဲ့တာမမ तू ထွက်တဲ့ဒီတရားတစ်လုံးကိုဘယ်ဘက်ကပဲကြည်ကြည်ဗျာဘယ်ရှုတောင်းကြည်ကြည်ကြိုက်တဲ့ရှုတောင်းကြည်သိပ္ပဉ္ဇကြီးဘလောက်ပဲလိုက်လာဖေကပြောခဲ့တဲ့စကားလုံးတစ်လုံးကဖေကအကုန်လုံးအမှခံနိုင်တယ်ဗျာဘာဖြစ်လို့ဒီတို့တရားစစ်တရားမှန်ဆိုတဲ့ဒီစကားလုံးကကြိုက်တဲ့ဘာသာလားဗျာကြိုက်တဲ့ အတွေ့ခွန်လိုက်ကြိုက်တဲ့ပညာရှင်တွေနဲ့အကုန်လုံးအဆန်းသတ်ခံနေတယ်ကိုယ်ဆိုင်ရာသူကအဆန်းသတ်မခံနိုင်တဲ့အရာလေးဗျာပြောမှဆိုခြင်းပေါ့အမရရိုးဘာပေါ့သူကတကုံမှာရှိရလေမှန်ပါဗျာစကား6ခွန်းရှိတယ်အဲ့စကား6ခွန်းထဲမှာမှဟုတ်မှန်နဲ့အကျိုးရှိတယ်သူတော်ဘာတွေနှစ်တက်တဲ့စကားဟုတ်မှန်နဲ့အကျိုးရှိတယ်သူဘာသူတော်ဘာတွေမနှစ်တက်တဲ့စကားဆိုနှစ်မျိုးတည်းကစကား6ခွန်းကြီးထဲမှာနမနခွန်သောစကားကိုပဲမင်းငယ်တဲ့ထဲရဒီမှာဒီပြီးတော့ပိဋကတ်တွေဖြစ်လာတာဟုတ်ဘုရားရဲ့စကားတွေလုံးဝမမားနိုင်ဘူးပေါ့နော်အဲ့ဒီပုံမှာမှာဒီပြီးတော့ဒီဘက်မှာ သုံးသက်လာတဲ့ဟာဆိုဒီဂျင်းတွေအများကြီးဖြစ်လာတာကိုဒါကမာမမာနာနှုတ်ပိတ်နေတဲ့ကိစ္စကိုပြီးတော့အဲ့ဒါကိုကလုပ်တာအဲ့ဒါလည်းရှင်မြကခုနဥဒိစာပြောနေတယ်တကယ်တကယ်ဒီလိုလိုရအဲ့ဒီဥစားကြည့်ပြီးတော့ရှက်တယ်ဗျာရှက်တယ်တော်တော်အရှက်ကွဲတာဗျာဘာဖြစ်လို့ဆိုတော့ဒီလိုဖះမပြောခဲ့တဲ့အရာကိုဖះပြောဆိုလို့ဆိုပြီးတော့ကမ္ဘာလှည့်ပြီးတော့ဒါဂျင်းထဲတာပဲမှန်ပါရှင်းပြောရင်ဒီရုရှားတို့ဘာတို့ကဥရောပသားတွေလေမှန်ပါဥရောပသားတွေကအလုတ်တစ်ခုအသေးချာလေ့လာလဲဗျာချာချာနန္နလေ့လာတဲ့စူးစမ်းတယ်ဗျာ ဒါနဲ့ဒီကောင် तू အရှက်မရှိမှုလို့လားသွားပြီးဂျင်းတက်တာဟိုကယုံမှာမဟုတ်ပါဘူးခင်ဗျာဘာပြောလို့ဆိုတော့တကယ်လို့ဒီဒီလိုတော့ဟာဒီဂျင်းပြက်ငါရုရှားတွေကယုံလို့ရှိရင်ရုရှားတွေကလာကဘာပေါ်ဘူးခင်ဗျာရောက်เสียဘာအကြောင်းမှမရှိဘူးခင်ဗျာဟိုကောင်တွေကတိတိကျကျသေချာချာလေ့လာလိုက်ပြဟိုကောင်တွေကပဲရှင်းပြောတယ်အမလာကြည့်ပြီးတော့ဟိုကောင်တွေကတွတ်မှာပဲခင်ဗျာဒီကောင်ယူပဲနေလားဟာဒီကောင်ဦးနောက်မှာကောင်းသေးရဲ့လားဒီကောင်နေမပေါ့ဟာသူတို့ဘာသာကြီးကလည်းဘလို့ဘာသာကြီးလို့သူတို့ခင်ဗျာအဲ့လိုကြီးပြောတာဟုတ်ကောဟုတ်ရဲ့လားဆိုတော့ တကယ်တကယ်ရာဘုရားအဲ့ဒါမျိုးပြောတယ်ဆိုရင်ရှင်မစဉ်းစားကြည့်လို့ဗျာဒီလိုဘာသာသွားပြီပေါ့အဲ့ဒါမပုံနေရသူကတိတိနေဘုန်းကြီးညင်ကန်စိုးတယ်ဗျာမမအဲ့ဒါပဲလေဆရာဆရာမင်းနေလို့ပေါ့နော်ဟိုဘုရားကဒီလိုဟောသလားပေါ့ပြိတ္တကမှာဒီလိုဒီလိုလာသလားဆိုတော့ဥရောပတိုက်သားတွေကစဉ်းစားကောင်းစဉ်းစားလာနိုင်တာဆိုတာအထက်ကိုတပြိတ္တတို့မိတ်ဆွေခရိယန်ဘာသာတိခါတော်ရဆေတော်ဆေတော်တပါသူပုံသူရဲ့ဟို Facebook ပေါ်မှာတင်တယ်လေဘာတင်လဲဆိုလို့ချင်းဒီအကြောင်းအရာကြီးက ဟိုဗုဒ္ဓရဲ့ပိဋကတ်တော်မှာတကယ်လာလားပေါ့နော်တကယ်လာခဲ့ရင်တော့မှာပေါ့နော်အဘိဓေကောက်မားသလားပေါ့နော်သုံးသချက်မားသလားဆိုတာမျိုးတင်တယ်ဗျာတင်တဲ့ခါတော့ကြာတပြည့်တော့ဒါဟာဗုဒ္ဓရဲ့ပိဋကတ်တော်ထဲမှာမလာဘူးဆိုတာမျိုးတွေပြန်ဖြည့်ရှင်းရတဲ့အနေအထားမျိုးရှိရတယ်နော်ခုတော့ဥရောပသားတွေဆိုတာကအရှင်ပြသို့သောအရှင်ပြပြောလို့ပေါ့နော်နောက်ကဘာကိုရောက်ခဲ့တယ်အလုတ်တစ်ခုကိုသူတို့ကစံတန်သူတည်တနာပြုတ်တယ်လေဟုတ်တော့မလားတကယ်လက်တွေ့ကိုဒီဟွာပေါ့နော်စတ်တတ်မှုတွေလုပ်ပြီးတော့မှ ဟုတ်ပါလက်ခံတဲ့ကိစ္စလေတပည့်တော်ရဲ့ဗုဒ္ဓရဲ့ဓမ္မတွေမှာလည်းပဲတတိတိကအာဂါလိကဆိုတာဒါကိုပြောတာဗျာအဲ့တော့တပည့်တော်ဗုဒ္ဓကလည်းပဲလက်တွေ့ကြကြသကလုံးတွေကိုပဲဗုဒ္ဓမိတ်နဲ့လက်တွေ့ကြကြအလုပ်တွေကိုပဲဗုဒ္ဓလှုပ်ဆောင်တော်မူခဲ့လို့လည်းတထာဂတဂုံလို့တပည့်တော်ကသင်စားကြရတာကိုဆိုတော့ဒီတော့ဒီတော့မှပြွမင်းကိစ္စကြီးကတော့တပည့်တော်ရဲ့ဗုဒ္ဓရဲ့တထာဂတဂုံကိုလည်းထိခိုက်တယ်လို့ဒီဗုဒ္ဓရဲ့เออตุกตะกုံก็เลยถีไก่เตะโลเมียนมาเลยเปียมามาหอตะเกเลถีไก่เตะเปียบาเปียรู้สึกว่าดิโอ ီသမတ်ပြန်ကြည့်ပါဗျာဘုရားစာပေသမိုင်းထဲမှာလည်းအဲ့ဒီဥစ္စာဘာမှပေါမမှပါတာနောက်ပြီးတော့ဒီလိုဒီသမိုင်းဆရာတွေရေးတဲ့သမိုင်းထဲမှာလည်းမပါဘူးဗျာပြောမစင်ဒါတွေကဒံယာကြီးပေါ့ဗျာဗဇတ်ရံဆိုပေါ့ဒီလိုငကတော့ကလေးပွားတော့မိဘတွေကကလေးတွေငိုတော့ချော့သိနေရှည်ုံနဲ့ရှည်ကြပုံမြင်လို့ပေါ့အဲ့ဒီပုံမြင် तू ကအဟုတ်ကြီးတပြီဟိုမှာသုံးမှကြွမြင်ရေးတာဆိုတာလည်းပါဠိဆရာဥသောကရှင်းပြဥအောင်ဆရာကိုဖားပြီးရေးတဲ့ဟာ ရှင်းပြတမိတ်တာအနာစနစ်ပေါ့ဗျာပရိသေဟိုဘောစနစ်အာနာရှင်စနစ်ကိုပြန်လဲတက်သွင်းနေစာပါဒီလိုဒါရှင်းပြဒါဘီလိုဖျောက်တက်တက်မဲ့ဘာသာရေးကိုအသုံးချတာဗျာပြောမှုဂျင်းထဲတာအဲ့ဒီဒီတော်တော်မဟုတ်တာလောက်တဲ့ကောင်တွေမှန်သမျှတော်တော်မြတ်မြတ်ကြည့်ပေါ့ဗျာအဲ့ဒီဘာသာရေးနဲ့ဂျင်းထဲတဲ့ဘာသာရေးကိုအသုံးချတယ်အဲ့ဒီအဲ့ဒီကောင်တွေကပဲမဟုတ်တာလောက်ပြီးတော့ဘာတဲလဲဆိုဖျားတဲအကြောင်းပြတာဗျာဒီလိုဥနေဝင်မဟုတ်တာလောက်ခဲ့တဲ့မဟာဝိဇ္ဇတဲတဲ့မဟာဥတန်းရှင်မဟုတ်တာလောက်ခဲ့တဲ့ဒီလိုမှာကြောက်တော်ကြီးဖျားတဲတဲ့ ခင်ညမဟုတ်တာလို့ကတော့ sorority တဲ့အခုမလာဒီလောက်ဒီလိုသာသနာပျက်စီးတယ်အကုန်လုံးဘုံเจ้าတွေဘုံကျဲပါကျဲအကုန်လုံးဖျားပြည်သူတွေတိုင်းမျိုးကိုဖျက်ပြည်သူတွေဘုံကျဲပြီးတော့ဘာသာရေးဆောင်တွေအကုန်ဘုံကျဲဘုံကြီးနဲ့မသိလိုက်တာတက်တက်လဲအဲ့တော့ तू ကဘာနဲ့ကိုတော့မာရာဝိဇ္ဇာဖျားတယ်ပြီးတော့ကာတာဒါမဟုတ်တာလုတဲ့လူမှန်တယ်ဖျားနဲ့ဂျင်းထဲတာကြီးပဲဖျားအဲ့ဒီဥစ္စာလဲတကယ်တကယ်ကြတော့ဂျင်းပါဖျားဂျင်းသမိုင်းမှာဂျင်းသမိုင်းစစ်စစ်ကြီးတကယ်လက်ရှက်ဆရာကြီးပြောမစွင်ဘုရားဘာသာလို့ပြောဖို့လောက်ဝင်လေးတယ်ဘုရားရောက်နေတာဖျား မာနဆရာတို့လည်းသူတို့ကအဲ့ဒါတွေတိတိနေသူတို့ဟာမှာဗျာပြောပြောမှာမှန်ပါဗျာအမှန်တရားမြန်တို့ကိုဓမ္မကိုမြန်တို့နဲ့ဆရာတို့တို့ဆိုလို့ရှိရင်ဒါကုဘာသာထဲမှာဒါမျိုးကမရှိဘူးဆိုတော့သူတို့ပြောပြောမှာဗျာမှန်ပါသူတို့အဲဒီဒီလိုတို့ဒီရဲ့ဟာဒီဒီလိုတို့ကိုနဲ့ကဂျင်းလို့လက်ခံထားတယ်နော်တကယ်လည်းပဲဒီလိုတို့ပိဋကတ်တော်ထဲမှာလည်းမတွေ့ဘူးပေါ့နော်လေ့လာမေးတော့မတွေ့ဘူးဆိုတော့တပိတော်တို့ထက်ပညာတွေဒါလုံးနဲ့တကယ်ကိုပြောင်းသားဆယ်တော်ကြီးတွေရှိတာပေါ့နော်အခုဟိုအင်းစိန်ဥတီလောကတို့စရှိတဲ့တကယ်ဆယ်တော်ကြီးတွေပေါ့မြန်မာပြည်ထဲမှာရှိနေတဲ့ ဟိုတာရနာကိုဥဆောင်နေပါတယ်ဆိုတော့ဆရာတော်အကြီးကြီးရှိတယ်ပေါ့နော် ခုမဘာတာထဲမှာလည်းပဲဟိုတိပိဋကတရလို့ဟိုပုဂ္ဂိုလ်မျိုးတွေပေါ့နော်ဒီဟိုဥဒိလက္ခဏာဘိဝန္တာတို့လို့ပုဂ္ဂိုလ်တွေအများကြီးပညာထက်တွေရှိကြတယ်ပေါ့ဒီပညာတတ်ဆိုတဲ့ဘုန်းကြီးတွေကဒီမဟာလာတော့ပြီးတော့ဂျင်းထဲထားတာယူကိုဂျင်းထဲနေပါလားလို့တိလောက်တယ်လို့ရှင်ပြထင်တာဗျာဖះတို့ကတိလဲမတိအောင်ဆောင်ပါပဲဖះသူတို့ကတော့လာဘတက္ကရာတိလောကတိတဲ့အတိုင်းပဲရှင်ဗျာသူတို့ကဓမ္မကိုအတ္တမလုံးနေတာလေအတ္တမကိုဓမ္မလုံးနေတဲ့ ဆရာတော်ဆိုတော့ပြောရတာလည်းမကောင်းပါဘူးဗျာဗမာပြည်မှာဒီအဓိပတိတွေယူထားတာဒါကတော့ဒီအဓိပတိကျတော့ဓမ္မကိုအတ္တမလောက်တယ်အာအတ္တမကိုဓမ္မလုံနေတဲ့လူတွေဆိုတော့တပည့်တို့ဒီတိုင်းမီမပြတ်ဘဲတိုင်းမီပြတ်မှာတော့ဗျာတိုင်းမီနဲ့ပြတ်မှာမဟုတ်တို့ဘာသာသံသံလဲပြတ်နေတာပါပဲဗျာဘာသာပြတ်ခလာကြာခဲ့ပါပြီဘာဖြစ်လို့တော့အဲ့လိုဆရာတော်တွေကများနေတာကိုတို့တော့ဗမာပြည်မှာကြည့်လိုက်ဘုန်းကြီး၃သိန်းကျော်လို့ပြောတာကိုတကယ်ဓမ္မအမှန်တရားမြန်လို့တဲ့ဘုန်းကြီးတကယ်အမှန်အမှန်တိုင်းပြောတဲ့ဘုန်းကြီးရှင်ကြီး ူမြင်တဲ့အတိုင်းပဲဘယ်ဆရာတော်တွေထွက်လို့လုံးဗျာမှန်ပါထွက်တဲ့မှန်သမျှထွက်တဲ့ဘုန်းကြီးတွေမှန်သမျှတို့ကဘာနဲ့လို့ဆိုတော့ဝိုင်းပြီးတော့အတ္တမနဲ့တို့ကအကုန်လုံးဝိုင်းပြီးတော့ရင်ထက်ကြတာပဲဗျာအကုန်လုံးလောက်ကြတာပဲဒါတို့တို့ဒီအမှန်တရားဆိုတာတဖြည်းဖြည်းနဲ့ပျောက်ပျောက်ပျောက်လာလာလာဗျာအမှန်ပျောက်ပြီးတော့တို့ကအမားတွေကထုံကားတော့အမားကြားလာတော့ဗာပြက်လာတော့အမှန်ဖြစ်လာတော့ဒီလိုတိုင်းပြည်လည်းပြက်ဘာသာလည်းပြက်သာသနာလည်းပြက်တော့တာပေါ့ဗျာမမအမားကနေအမှန်ဖြစ်တာတော့မဟုတ်ဘူးเนาะအမားကနေအမှန်ထင်သွားတော့ဗောဂျင်းတွေက ထူလာတဲ့ခါတော့လေဒါအမှန်ပါဆိုတော့ပုံရိပ်ရောင်နေပေါ့ဗျာအဲ့လိုမျိုးအမှန်နေထင်လာကြတဲ့လို့တပည့်တော်ကတော့သဘောပေါက်ပါတယ်ဆိုတော့ဒီမဘာသာဘုန်းကြီးတွေကတော့ဓာကြီးကတော့အာရမဆိုတာကတော့တိတယ်တိတိတိတော်ညာလည်းပဲဒါကတော့အာရမပါလို့ရဲရင်ထုတ်ဖို့မပြောရဘူးပေါ့နော်ဒါကတော့အာရမအမားကြီးပါလို့လေဓမ္မဘက်မှာလည်းမရက်တည်ရဲတဲ့ခါတော့တပည့်တော်တန်ခါစံတန်ဘုန်းနဲ့ပြန်ကြည့်မယ်ဆိုလို့ချင်းတော့ဥသောပရိပါဏ ဂုံပေါ့နော်ပုသုပိပန်တော့ဘဂဝါတော့တဘကတန်ကောဆိုတဲ့ဂုံချွတ်တဲ့နေတယ်လို့မြင်တယ်ပေါ့နော်ဒီလိုချွတ်တဲ့နေမှာတော့တပည့်တော်သူတို့ရဲ့နှလုံးသားထဲမှာလည်းသုပိပန်နာဂုံငါတော့မကင်းအောင်နိုင်မှုလို့မြင်တယ်ပေါ့နော်ဆိုတော့ဓမ္မကိုမှဟိုရဲရင်ရင်မရက်တည်နိုင်တဲ့ဘုန်းကြီးဆိုလို့ရှိရင်တပည့်တော်သင်္ကန်းနေတာဝတ်ထားပြီးတော့မှတန်ကာရဟန်းတန်ကာလို့ခေါ်ဆိုထိုက်ပါမလားဗျာသင်္ကန်းတော့ဗျာဒီဓမ္မမမမြန်လို့ဆိုတော့ဒီသင်္ကန်းဝတ်တဲ့ရဟန်းတန်ကာနေတော့ခေါ်ဆိုထိုက်ပါမလားဆိုဒါကြီးကတော့ထင်းနေရှားကြိုက်ပြီဗျာ ဒီလိုမှာဝါထဲမှာလည်းဘုရားဟောခဲ့တာပဲဓမ္မဣတိနတဇောယန်းဆိုတာဓမ္မဓမ္မပဲကိုးကွယ်ရမယ်ဓမ္မပဲမြန်တော့ဓမ္မပဲတန်ဖိုးထားရမယ်ကိုကဒီဓမ္မမှာမရှိလို့ရှိရင်ဘယ်လိုလုပ်ဒီယဟန်လို့ပြောမလို့ဘုရားသင်္ကန်းကတော့ဘသူပတ်ပတ်ပတ်လို့ရတာပဲဘုရားသစ်ပင်ပတ်လဲသင်္ကန်းကိုးကွယ်လို့ရတာပဲဘုရားဟိုတလေးဆန်ပတ်လဲဒီသင်္ကန်းကအဓိကဒီလိုကိုးကွယ်တာသင်္ကန်းကိုးကွယ်တာမဟုတ်ဘူးဘုရားမှန်ပါဒီလိုအဲ့ဒီရဲ့ဒီယဟန်ရဲ့ယဉ်ထဲမှာရှိနေတယ်ဘုရားဟောခဲ့တဲ့ဓမ္မဒီဓမ္မကိုကိုးကွယ်တယ်ဘုရား ်ဒီဓမ္မမှာမရှိဒီသင်္ကန်းသင်္ကန်းကတော့ဘုရားဘာမှကိုယ်ကိုယ်စံမှမလိုတာကြီးဘူးဘာဖြစ်လို့ဆိုတော့ဒီသင်္ကန်းကဘာပဲပတ်ပတ်ရှင်းပြရင်မြောက်တော့ကသင်္ကန်းပတ်ပြီလားတို့တို့အဲ့ဒီသင်္ကန်းမှာကိုယ်ကိုယ်ကံရောအမှမြောက်သွားပတ်ပြီးတော့ကိုယ်ကိုယ်လိုရနေတဲ့ကိစ္စပဲဒါနဲ့ဒီမြောက်ဆိုတာဓမ္မအတ္တမမသိဘူးလေမှန်ပါအတင်းကတော့တို့တို့ဒီမှာဓမ္မအတ္တမတိတို့ဒီယဟန်ဆိုတဲ့ဓမ္မကိုကိုးကွယ်လို့လူတွေကိုးကွယ်တဲ့ဆိုတာမြတ်ဗုဒ္ဓဟောခဲ့တဲ့ဒီဓမ္မကိုကိုးကွယ်တာဗျာသင်္ကန်းကိုကိုးကွယ်တာမဟုတ်ဘူးဗျာမှန်ပါဒါကြောင့်လည်းတို့တို့ပထမသင်္ကန်းအနာနေတဲ့နေ့မှာအရှင်မကတ္တပမင်းခဲ့တာတွေ ရှိရလေနော်ဗျာအာရမဝါဒီတွေအားကောင်းမလာခင်ဒီလိုဒီရဲ့သင်္ကန်းနာတွေတင်ညာသူဆိုတော့သင်္ကန်းနာနေကနာမှာလည်းမှတ်သားဖို့ပဲတော်တော့ဒီနေ့ဒီချိန်မှာဒီလိုတို့ကထေရဝါဒဗုဒ္ဓဘာသာပေါ့နော်ထေရဝါဒသူတို့ပထမသင်္ကန်းနာတင်သင်္ကာလကထေမဟာအရှင်ရဲ့လမ်းစဉ်ကိုလိုက်ပါတယ်လို့ဒီလိုတို့ကလက်ခံထားကြတာဟိုထေရဝါဒလို့ခေါ်တာဗောဗျာဆိုတော့အဲ့ဒီပုံမှာဒီလိုတို့ကထေရဝါဒလို့ခေါင်းတင်တတ်ထားတယ်ဆိုရင်ရှင်မကတ္တပမိန်တော်မူတဲ့ စကားလေးကိုပြန်တော့သတိရသင့်တယ်ပေါ့နော်အာရမတွေမထွန်းကားခင်အာရမဝါဒီတွေအင်အားမကောင်းခင်ဘောင်းတို့ဒီလိုဓမ္မတွေအင်အားကောင်းနေမှဟိုဒီလိုရဲ့ဝန်းဝိုင်းဟာတာယာလှပချမ်းမြေမှာဟိုဆိုတော့ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဆေတော့မြင်နေမိမအောင်ဗျာဒီမှာဒီလိုအဓိကတော့ဟောဗျာဒီလိုတိုင်းမြေတခုရတယ်ဓမ္မအားကောင်းမှတိုင်းမြေကောင်းမှအဲ့ဒီတိုင်းမြေကောင်းမှလည်းဒီဓမ္မတွေအားကောင်းတဲ့ဒီလိုသာသနာလည်းကောင်းမှဗျာဘာဖြစ်လို့ဆိုတော့တိုင်းမြေမကောင်းတဲ့သာသနာမကောင်းနိုင်ဘူးအဲ့ဒီတိုင်းမြေမကောင်းတဲ့သာသနာမကောင်းနိုင်တယ်လို့ဒီသာသနာမကောင်းလို့ရှင်တယ်ဒီလိုအကုန်လုံးက ပျက်စီးတာပါပဲအဓိကတော့နံပါတ်1ကအရေးကြီးဆုံးတော့ဓမ္မပေါ့ဗျာအဓိကတော့ဓမ္မကတော့အရာရာမှာအရေးကြီးဆုံးပဲဗျာဖះလည်းဟောကြတာဧကောဓမ္မတခွပဲဟောကြတာဓမ္မဆိုတာ तू ကကြောင်းမှုမရှိဘူးဗျာရဲရင်းရင်းနဲ့တရားပဲ तू ကအဓိကတော့ဒီဓမ္မဒီမှာအလုံးငင်းချမ်းမှာဓမ္မမှမတည်ဘလို့မှမငင်းချမ်းနဲ့မဟုတ်ဗျာသူတို့သာသနာလည်းမကောင်းသူတို့တိုင်းပြည်လည်းမကောင်းဘူးအလုံးပြည်သူပြည်သားတွေလည်းဘလို့မှမကောင်းနိုင်ပါဘူးဗျာမှန်ပါဗျာအခုလိုဆွေးနွေးပေးတဲ့ဆရာတော်ဝတိတာတာမော်ဘီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ ပြည်သက်များအနေနဲ့လည်းပဲဦးသိန်းတို့ခုလိုဓမ္မတာကိစ္စအနေနဲ့ဆွေးနွေးရခြင်းဟာဒီနေ့မင်းအွန်လိုင်းသောမကျွတ်မင်းကိစ္စဟာဗုဒ္ဓရဲ့ဓမ္မတွေနဲ့ဓာတ်ရိုက်နှွယ်လာတာဖြစ်ပါတယ်။တခြားတခြားသောမြန်မာနိုင်ငံမှာညင်းမကုံတဲ့တမိုင်းတွေနဲ့နှွယ်လာတယ်ဆိုလို့ရှိရင်ဥသိန်းတို့မှာထူးထူးထွေးထွေးဆွေးနွေးကြရမရှိသလိုပြည်သက်ကိုလည်းချပြကြရမလိုပါဘူး။ခုဟာကဗုဒ္ဓရဲ့ဓမ္မတွေနဲ့နှွယ်နေတာဖြစ်တယ်။ဗုဒ္ဓရဲ့ဓမ္မတွေဒီအလုံးစုံ တန်ရှင်းစင်ကြယ်သောတန်တဲ့တိကအကာလိကဂုံနဲ့ပြည့်စုံသောတကယ့်ဓမ္မတွေပါဗုဒ္ဓရဲ့တထာဂရဂုံတွေသူကရဂုံတော်တွေနဲ့မိမိကိုယ်တိုင်သံပြခြင်းမိမိကိုယ်တိုင်အကျိုးရှိတာကိုမှန်ကန်တာကိုမိန့်ဆိုတော်မူခဲ့တဲ့ဓမ္မတွေပါဒီဓမ္မတွေဒီဦးသွင်းတို့ရဲ့တိုင်းပြည်ကိုထွန်းကားနိုင်မှဦးသွင်းတို့ရဲ့တိုင်းပြည်ဟာငြင်းချမ်းသာယာတဲ့တိုင်းပြည်ဖြစ်လာမှာဖြစ်ပါတယ်အခုတော့အာနာကိုလည်းမတရားလုယူထားတယ်တိုင်းပြည်ရဲ့ခေါင်းဆောင်ဆိုပြီးတော့နေရာကိုမတရား ရယူပြီးတော့ဓမ္မမဟုတ်တာတွေကိုဗုဒ္ဓဓမ္မပါဆိုပြီးတော့ဗုဒ္ဓရဲ့ကျမ်းဂန်တွေကအလားရှိတာပါဆိုပြီးတော့ဟိုဘောမတွေကစဝိုင်းတိုင်းဝိုင်းပြီးတော့မှဒါကိုမင်းအောင်လှိုင်ရဲ့ပြေးသွားတဲ့သမိုင်းတွေကအမှန်နေပါဆိုပြီးတော့မျက်စိဇုံမိတ်ညင်းနေတဲ့သူတွေပေါ်ပေါက်နေတဲ့အတွက်ဥသိန်းဒီစေရဲ့ဓမ္မတာကိစ္စအစီအစဉ်ကိုပြန်လည်ပြီးတော့မှထုတ်လွှင့်ရခြင်းဖြစ်ပါတယ်ယဟန်တန်ကာဆိုတာကတတဝါတွေအကျိုးရှိဖို့တတဝါတွေချမ်းသာဒုက္ခရဖို့လောကကြီးကိုအစဉ်ဆောင်ကျော့ဖို့အတွက်ယက်တည်ရမှာပဲဖြစ်ပါတယ် ဒါကြောင့်ဦးသင်တို့တို့ရာဒီနေ့ဦးသင်တို့ရဲ့နိုင်ငံကိုဒုက္ခရောက်အောင်ဦးသင်တို့ရဲ့နိုင်ငံလူနိုင်ငံသားတွေကိုအကျိုးမဲ့အောင်ဦးသင်တို့နိုင်ငံလူနိုင်ငံသားတွေကိုပျက်စီးအောင်ဖျက်ဆီးနေတဲ့အာရမဝါဒီတွေပေါ်ပေါက်နေတဲ့အတွက်ဒီအာရမဝါဒီတွေကိုအာရမဝါဒီတွေပါလားလို့မြင်နိုင်တဲ့ပုဂ္ဂိုလ်ရှားပါနေသေးတဲ့အတွက်ဓမ္မနဲ့အာရမကွဲပြားဖို့အတွက်ဦးသင်တို့ဟာဒီလိုဆွေးနွေးမှုတွေဆွေးနွေးနေရခြင်းဖြစ်ပါတယ်။ဒါသည်ဦးသင်ရဲ့ဦးသင်ခံယူထားတဲ့နိုင်ငံရေးပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီအချိန်မှာ ုသူတို့ပြည်သက်များအနေနဲ့လည်းပဲဒါကဓမ္မဒါကအရမလို့ကိုယ်ကိုယ်ပြားပြားနဲ့မိမိတို့ကိုယ်တိုင်လိုက်နာကျင်သုံးလေ့လာစီပူးပြီးတော့တာရတိကအကာလိကကြကြကာလာမတိုင်းသားတွေကိုဟောထားခဲ့တဲ့ကေတာမုတ်တိတုတ်တန်နဲ့အညီကိုယ်တိုင်အမှန်တရားကိုဆုံးဖြတ်ပြီးတော့အရမကိုပယ်ဖျားပြီးတော့မှဓမ္မပေါ်မှာမမမမရက်တည်နိုင်ပါသေးကြောင်းပြောကြားခြင်းနဲ့ဒီဓမ္မတာကိတာသကဝိုင်းလေးကိုနေကုန်ကံပါသုံးသပ်အပ်ပါတယ်အားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်